နော်အဲကျွန်တော်ဟို FAQ ရှောင်းနေကြီးလေးကျွန်တော်ပြပြမှာပါအဲဆို black cap box နဲ့ရှောင်းအဲ့တော့ဘာမှမလုပ်ခင်မှာကျွန်တော်ရင်း black cap box လေး install တင်ထားရမယ်နောက်လိုအပ်တဲ့ application လေးကဒီ black cap box အဓိကလိုမယ်ပေါ့နော်ပြီးတော့ဒီ AP camera installer လိုမယ်ပြီးရင် scene info လိုမယ် ပြီးတော့ရင်ဘာဗာလဲဆိုတော့ link တစ်ခုလိုမှာပေါ့နော်လင်းတစ်ခုလိုမှာကျန်တာကတော့ဒီ MD manager ဘာညာတော့ကျွန်တော်လိုအပ်မယ်ဆိုထပ်ပေးပါမယ်ပေါ့နော်ထပ်ပြီးတော့ပေးမယ် MD manager ပဲသုံးလုံးဇက်အခိုက်ပါပဲသုံးလုံးကျွန်တော်တင်းတော့တင်းပေးပြီးသားပေါ့နော်ဒါပေမဲ့ထပ်ပြီးတော့ download link ပေးပါဦးမယ်ပေါ့နော် okay အဲ့ဒါဆိုကျွန်တော်အရင်ဆုံးစလိုက်အောင်အရင်ဆုံးစမှဖြစ်တဲ့အတွက်ကျွန်တော်ဘာမှမလုပ်ခင်မှာကျွန်တော်အရင်ဆုံး application download မယ်ပေါ့နော်အဲ့ဒါ TikTok download မှာပါအဲ့ TikTok ကြောဒီ black box တွေကျွန်မမ download မယ်အပြင်ကတည်းကတခါလေး download မယ်အဲ့တော့ဒီ APK camera installer ကျွန်တော်ပေးထားမယ်ကျွန်တော် Telegram channel မှာပဲပေးထားမယ်နော်တီးတန် download ဆက်မယ်အဲ့ကောင်ဒါပြီးမေးဆိုဒီလိုခုခုကျွန်တော်မျိုးဒီလို home screen မှာမှာဒီကောင် install install တင်ထားလိုက်နော် AP camera installer အမ home မှာ install တင်အရင်တင်ထားလိုက်အတင်ပြီးသွားပြီလို့ရှင်ပြီဆိုဘယ်လိုသွားမလဲဒီ browser ထဲကိုသွားလိုက်နော်ဒါကတော့ကိုအစင်ပြရကိုဒါမှမဖြစ်တဲ့အတွက်ကြောင့်မလို့ဒါ message လိုနေနေနည်းနည်းတော့ time ပတ်လိမ့်မယ်အဲ့တော့ပထမဆုံးဘယ်လိုသွားမလဲဆိုလို့ရှင်ကျွန်တော်ပြပြမယ်ဒီ search bar မှာပေါ့နော် ဒီဟာ browser search bar မှာခုကျွန်တော်ရိုက်ရှာတယ်လို့ရိုက်ရှာလိုက်ပါဟောဒီမှာဒီမှာ tutorial live ပေါ့နော် tutorial live over version download apk မြင်လာဆိုတာထုံးစံနဲ့ကျွန်တော်ရှာနေကြပဲပေါ့နော်ဒီလိုမျိုးရှာလိုက်ပါနော်ရှာလိုက်ပါကျန်တဲ့ဟာတွေကကျတော့ over version ကရှာရတာမလွယ်ဘူးဗျကျန်တဲ့ website တွေအားကြောင့်လို့ apk မြင်လာရတဲ့ကျွန်တော်တို့တော့ okay ပထမဆုံးပေါ်လာတဲ့ website လေးဝင်လိုက်ပါဝင်ပြီးသွားလို့ရှိရင်ကျတော့ဒီမှာ tutorial live ပေါ်လိုက်ပါနော်အဲ့ဆိုအပေါ်ဆွဲတင်ဆွဲတင်ပြီးသွားလို့ရှိရင်ကျွန်တော်တို့အပေါ်ဆွဲတင်အဲ့ဒီမှာ over version ဆိုပြီးသူပေါ်လာတွေ့လားအဲ့အပေါ်ဆွဲတင်အောင်နော်အဲ့မှာ cmo upload တွေ့လား ော့အဲ့ CMO upload ကိုကျွန်တော်ထပ်နေလိုက်ပါအဲ့တော့ CMO upload ကိုထပ်နေပြီးတော့လို့ရှင်ကျောဒီမှာ app တွေပေါ်လာပေါ်ဆွဲတင်ပေါ်ဆွဲတင်ပေါ်ဆွဲတင်ကျောဘယ်ပါချင်းတော့ download လုပ်ဆိုတော့ဒီမှာရပြီအဲ့ကျမ်းပါ မနော်ဒီအောက်မှာဆိုလို့ရှိရင်ကျွန်တော်ဒီဇင်ဘာ2024ဖြစ်သွားတယ်ဒီခုဒီမှာဆိုရင်ကျွန်တော်ဒီဇင်ဇန်နဝါရီ25ဖြစ်သွားအဲ့တော့ဒီ25 version ဒီကောင်လေးကိုထားအောင်ပါဗျာကျွန်တော်ကတော့ဒီ black box မှာဒီ version လေးနဲ့သုံးတာဖြစ်ပါတယ်3.97ပေါ့နော်အဲ့ကောင်လေးနဲ့အဆင်ပြေတယ် brother အနေနဲ့ဒီ channel version သူ့ရဲ့အထက်ကဒီ version နေပေါ့နော်အဲ့ဒီသူ့ရဲ့အထက်ကဟာဒီစမ်းကြည့်ချင်တပါဆိုလေရတယ်ကျွန်တော်ဒီ2024 version နေတော့မဆန်းနဲ့ပေါ့လို့ဆိုရန်စုလို့မရအဲ့ဒါတက်သွားမှာဆိုလို့နော်အဲ့တော့ဒီ25ကျွန်တော်တို့ဒီ3.97ဒီကောင်လေးကိုထားအောင်ပါတယ်အဲ့ဒါနှိပ်လိုက်မယ်နှိပ်ပြီးသွားလို့ရှိရင်ကျွန်တော်ဒီမှာတကယ်တမ်းကျွန်တော်ကဒေါင်းမီတာဒေါင်းနီးပြရမယ်နော်โอเคနှိပ်လိုက်နှိပ်လိုက်ဒီလိုရောက်လာပေါ်ဆွဲတင် ော်ဖက်တင်ပြီးလို့ရှင်တွေ့ဒီမှာဒီလား3090ဆိုဒီ app တွေ့ version number လေးနော်အဲကောင်လေးကိုနှိစက်နှိပ်လိုက်နော်အဲအနီလေးကိုပြာနှိပ်လိုက်နှိပ်လဲလို့ရှင်ဘယ်ရောက်ဝင်မလဲဆိုလို့ရှင်နောက်တစ်ဝက်ဘ်ဆိုက်တမင်နာရောက်လာအပေါ်ဆွဲတင်အပေါ်ဆွဲတင်ပြီးသွားလို့ရှင်ကြောဒီနေရာတွေ့လာဒေါင်းလုဒ် APK bundle ဆိုတဲ့ကောင်လေးရှိရတွေ့လာနော်အဲကောင်လေးတစ်ချက်နှိပ်ပြီးတော့ဒေါင်းလိုက်ပါနော်နောက်ထပ်ဆာမင်နာတစ်ခုရောက်သွားလိမ့်မယ် okay ဒီမှာအပေါ်ဒီမှာရောဒေါင်းလုဒ် setting ဆိုပေါ်လာလို့ရှင်အဲဒီမှာဒေါင်းလိုက်တော့ပေါ့နော်ဒေါင်းလိုက်တော့ရပါပြီဒါဆိုရင်တော့ဒီမှာကျွန်တော်တို့ဒီမှာထပ်ဒေါင်းပါလားလို့ ဘာဘာသာမေကျွန်တော်ဒေါမီတာရှိရပါတော့။ Okay အဲ့ဒါလေးဘယ်ဟိုရောက်မှလို့ဆိုတော့ဒေါင်းလိုက်နော်အဲ့ဒါလေးဒေါင်းလိုက်နားလည်းမထင်နဲ့နော်ကိုယ်နဲ့အစင်ပြင်းမဲ့ version ကိုဒေါင်းလိုက်ကျွန်တော်ကတော့ဒီ version နဲ့အစင်ပြေလို့ဒီ version ကိုဒေါင်းပြရနော် Okay အဲ့ပြီးလို့ရှိရင်အဲ့ကောင်ဒေါင်းပြီးသွားလို့ရှိရင်ဘယ်ဟိုရောက်မှလို့ဆိုတော့ဒီ phone store တွေထဲကဒီဟိုဟာဒေါင်းလုဒ်ထဲမှာရောက်မှာပါနော်အဲ့ MP manager ကိုဖွင့်လိုက်မယ်။အဲ့ဒီမှာဒေါင်းလုဒ်ထဲမှာဘယ်ရောက်သွားတော့ဆိုတော့ဒီမှာ309တက်နော်ဒီမှာဒီ version လေးဖြစ်ပါတယ်နော်မိတ်ဆွေတွေ့လာမယ်ဒေချာလေးကြည့်ပေးပါအောင်နော်ဒီ version လေးဖြစ်ပါတယ်အဲ့တော့ download ရရှာဆွဲရလဲဒီနေ့ပေါ့ဒီနေ့ပေါ့နော်နော် okay 14ရက်5လဖြစ်ပါအိုကေအဲ့ကောင်ကိုလည်းယာပြီးပြီးရင်အဲ့ကောင်ကိုလည်းယာပြီးဒီဖိုင်ထဲမှာထားခဲ့လိုက်တော့နော်ထားခဲ့ပြီးသားလို့ကျွန်တော်မိတ်ဆိုဘယ်လိုသွားမလဲကျွန်တော် link တစ်ခုပေးထားမယ် link တစ်ခုပေးထားမယ်အဲ့ပေးထားတဲ့ link ကဘယ်အောင်လဲဆိုတော့ကျွန်တော်ဒီမှာ notepad ထဲမှာရှိတယ်ဒီကောင်လေးပါဒီကောင်လေးပါနော်တာဘိုဆင်းဆိုတဲ့ကောင်လေးဖြစ်ပါတယ်အဲ့တာဘိုဆင်းဆိုတဲ့ link လေးပေးထားမယ်အဲ့ကောင်လေးကိုမိတ်ဆိုလို့ copy ပြီး browser မှာဖွင့်လိုက်နော် browser မှာဖွင့်လိုက်ပါဒါကြောင့်ဘာမှမလုပ်သေးဘူးနော် black cover ကိုမဖွင့်ဘူးဒီကြိုတင်မြင်စင်မူလေးရဲ့တခါလေးကျွန်တော်ပြပြရပြီးဖြစ်ပါတယ်ဒါဆိုအပေါ်ဆွဲပြီးဒီမှာဂျပန်ရှာလိုက်ဂျပန်မှာကျွန်တော်တို့ဒီမှာ operator ဘယ်နှခုရှိတော့မိတ်ဆိုလို့ကြည့်လိုက် เนาะအဲ့တော့ဒီမှာ KDDI ရှိတယ်เนาะ KDDI ရှိတယ်ကျွန်တော် YouTube Mobile ရှိတယ် Docomo ရှိတယ် SoftBank ရှိတယ်အဲ့တော့ဒီ application ရဲ့ support ပေးတာတော့ဒီ YouTube ဒီ YouTube Mobile ပေါ့เนาะဟုတ်တယ် YouTube ဒီကောင်တော့ support မပေး channel ဟာတွေအကုန်ရတယ်ရတယ်အဲ့ကိုကြိုက်တာကိုသုံးပေါ့เนาะကျွန်တော်ကတော့ဒီနေရာမှာဘာသုံးမလဲဆိုတော့ဒီ KDDI လေးသုံးလိုက်ပါဘောနော် KDDI ရဲ့ဒီကောင်လေးကို copy ယူလိုက်ပါတွေ့လားနော်445000ဆိုတဲ့ကောင်လေး copy ယူလိုက်နော်အဲ့ကောင်လေး copy ယူလိုက်ပါအဲ့ sorry ဒီကောင်းတိပဲနော်445တော့ copy ယူခဲ့လိုက်နော်အခုအဲ့ဒါလေး copy ယူပြီးသွားရင်ရပြီနော်အဓိကအဲ့ဒါလေးလုပ်ဖို့ပါပဲ okay ပြီးသွားလို့ရှိရင်ကျွန်တော်တို့ဆက်စားစင်လုပ်မှာဖြစ်တဲ့ဒီ black box ကိုဖွင့်လိုက်ပါ okay black box ကိုဖွင့်လိုက်ပြီဆိုတော့နေကျွန်တော်တို့က black box တွေရောက်လာမယ်ပေါ့နော်တရားဥစာတွေနဲ့ကြည့်မြင်ရမှာဖြစ်ပါတယ်ဒီလိုမျိုး diamond lock လာပါအဝါလေးကိုနှိပ်လိုက်ပါ okay ဒီအဲ့ဆိုလို့ရှိရင်ကျွန်တော်ဒီမှာသူက black box ဆက်အလုပ်လုပ်ပြီးဒီမှာသူက ဘယ်လိုပါမယ်လမ်းညွန်လေးတွေပြရပါတော့။ဒီဟာလေးတွေနေဒါလေးနေဆိုသူပြအဲ့လေးလိုက်နှိပ်ပေးလိုက်ပါ။ပြပြီးသွားလို့ရှိရင်ရပြီကျွန်တော်တို့ဒီအောက်မှာ1 2ဆိုပြီးမြင်လာတွေ့လား။နောက်ဒီမှာ1 2အဲ့1 2ကတော့ဘာလို့ရတာတုံးဆိုလို့ရှိရင်ဒီဘက်2ဆိုလို့ရှိရင်တော့ run ထပ်ထည့်လို့ရပါတယ်။ဒီမှာ7.1ရှိတယ်။ ်ဒါဒီမှာ9.0ရှိတယ်ဒါကတော့ cloud run ပေါ့နော်အဲ့ဒီထပ်ထည့်လို့ရပါတယ်ဒီကောင်ကတော့ကျွန်တော် free version ဖြစ်ပါတယ် premium ပေးဖို့အသုံးမှာသူရဲ့ premium feature အသုံးသုံးမှာဖြစ်ပါတယ်အဲ့တော့ဒီလိုပေါ်လာပြီဆိုရင်ဘာမှမလုပ်ဘဲနဲ့ကျွန်တော်တို့ကဒီကောင်လေးကိုပဲချက်ချင်းဒီ wire button လေးကိုနှိပ်လိုက်ပါနော် power button လေးကိုပါအဲ့တော့ permission down ရဲ့ allow ပေးလိုက်ပါအကုန်လုံးကို allow ပေးလိုက်ပါနော်တခုမှမချင်ပါနဲ့ ီလိုကတော့ကြော်ညာတော့10စက္ကန့်တော့အမြဲတမ်းတက်ပါတယ်အဲ့တော့တို့တကယ် TikTok ရလို့ TikTok ကြည့်နေပြီဆိုရင်လည်းဒီ10စက္ကန့်ကြော်ညာအမြဲတမ်းတက်နေမှာပဲဖြစ်ပါတယ်အဲ့ဒါလေးတော့မိစုအနေနဲ့စိတ်ရှည်မှာဖြစ်ပါမယ်စိတ်ရှည်ရပါမယ်ပေါ့နော်10စက္ကန့်ကြော်ညာတခြားကြော်ညာကြီးလည်းမဟုတ်ဘူးသူ့ရဲ့ဒီ application premium ပြောင်းဝယ်ခိုင်းတာပေါ့နော်အဲ့ဒီကြော်ညာဖြစ်ပါတယ်ဟိုနှိပ်လိုက်ပါအမှန်ကြီးလေဒီမှာဆိုရင် run ဆက်ပြီးတော့ set up လုပ်နေပြီ okay ပြီးသွားလို့ရှိရင်တော့သူကနောက်ထပ်တရားခိုင်နှုတ်ထပ်ပြီးပြေးလိမ့်မယ်ပေါ့20 40 60 70နဲ့သွားလိမ့်မယ်ဒီမှာတော့အပေါ်မှာ permission နှစ်ခုက deny ဖြစ်နေတယ်တွေ့လား နော်โอเคအဲ့အလေးနှစ်ခုကိုမိတ်ဆွေအနေနဲ့အာတတိထားပါဗောနော်အဲ့လေး application enable လုပ်ပေးဖို့လိုပါသေးတယ်အဲ့ဒါဆိုကျွန်တော်ဒီကောင်လေးပြီးအောင်ဆောင်းလိုက်မယ်ဒီမှာသွင်းလဲပွင့်လာပြီပွင့်လာပြီဆိုရင်တော့ဒီမှာတွေ့လာဒီလိုခုနကလိုပဲ like သူ like လောက်ရမယ့်ဟာလေးသူပြရယ်နော်အဲ့ဆိုလို့ရှိရင်ကျွန်တော်ကဘာလို့လုပ်မလို့ဆိုရင်ဒီမှာသူ permission တောင်းနေတွေ့လာ permission အဲ့ဒီမှာ permission page set ကို auto ရတော့ဒီကောင်လေးအကုန်ဖွင့်ပေးလိုက်ပါဗောနော်ဒါ permission နေဖြစ်ပါတယ်โอเคဒီမှာဆိုရင်ကျွန်တော် no restriction တောင်းပေးလိုက်ပါဗောနော်ဒါပဲအဓိကအဲ့ဒါလောက်ခိုင်းတာနော်ဒီ permission ဒီဒီ သူက sorry ဒီ top ပုံစံလေးထဲမှာနော်အဲ့ထဲမှာ permission ဒီ top ပုံစံလေးထဲ permission တွေမဖွင့်ရသေးအကုန်ဖွင့်ပေးလိုက်နော်ဟုတ်ပြီအဲ့ဒါဆိုလို့ရှင်ကျွန်တော်တို့ကဒီမှာ power ပြန်ပိတ်သွားတယ်အဲ့ဒါဆိုရင်ကျွန်တော်ပြန်ဖွင့်ပေးလိုက်ပါနော်ကျွန်တော် င်ပြင်လိုက်တာဖြစ်တဲ့အတွက် power ပြန်ပိတ်သွား okay ပြန်ဖွင့်ပေးလိုက်အဲ့ဒါဆိုရင်ကျွန်တော်ဒီမှာစပြီးတော့ run နေပြီနော်ဒါဆို software VMOS ဖွင့်လိုက်ပြီနော်ဖွင့်လိုက်ပြီဆိုတော့ကျွန်တော်ဒီ version သွားကြည့်မှာဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမှာ Android ခွန်ဖြစ်ပါတယ်ပေါ့နော် sample point 1.2ဖြစ်ပါတယ် okay အဲ့ဒါဆိုရင်ကျွန်တော်ထုံးစံတိုင်းမှာမလုပ်ရမလဲဆိုလို့ရှိရင်စင်း info chain ရတော့မှာပေါ့နော်စင်း info chain မှာဖြစ်တဲ့အတွက်ကြောင့်မကျွန်တော်တို့ဒီဘယ်ဟိုသွားမလဲဆိုတော့ဒီအောက်ဆုံးကကျွန်တော်ဒီမှာသူလည်းပြောတာဒီ setting ပုံစံလေးတွေလာအနီလေးလည်းပြလိုက်အဲ့ထဲကိုဝင်လိုက်ပါဝင်လိုက်လို့ရှိရင်ကျွန်တော်ဒီမှာပြီးသွားလို့ရှိရင်ဘယ်ကိုထပ်ဝင်မလဲဆိုတော့ဒီ setting ပုံစံလေးကိုထပ်ဝင်လိုက်ပါเนาะအဲ့ setting ပုံစံလေးကိုထပ်ဝင်လိုက်ပြီးသွားလို့ရှိရင်ကျွန်တော်ဒီမှာ ဒီမှာ free version ဖြစ်တဲ့အတွက်သူက VIP တွေအများကြီးဝယ်ခိုင်းပါတယ်အဲ့ဒါကိုဝယ်စရာမလိုပါဘူးသူက VIP မဝယ်ဘဲနဲ့ကိုကျွန်တော်တုံးလို့ရပါတယ်အဆင်ပြေရပါတော့နော် okay အဲ့တော့ကျွန်တော် setting ချိန်မှာဘယ်ကိုသွားမလဲဆိုရင်ဒီ i ပုံစံလေးကိုသွားလိုက်ပါနော် i ပုံစံလေးကိုသွားလိုက်ပါဒီမှာကျွန်တော်ထုံးစံတိုင်း VMware လို့ setting ချိန်ရမယ်ဒီ CN ဆိုရဲနေအောင်နှိပ်ပါ CN ဆိုရဲနေမှာကျွန်တော်တို့ကဒီထုံးစံတိုင်းပဲခုနကတော့ကျွန်တော်တို့ဘာကျွန်တော်ဘာယူခဲ့တာ KDDI ယူခဲ့တာเนาะကျွန်တော်ခုန KDDI ယူခဲ့တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော် KDDI ကိုယူခဲ့ပါเนาะဟိုဒီနေရာမှာလည်းကျွန်တော် ကွာဆိုင်မှာလုတဲ့ဟာနေဒါနေတူဝေးသေးပေါ့နော်အဲတလွဲတွေတော့လုလို့မရပါဘူးဒါလေးတော့တခြား view site ပေါ့နော်ကျတော့ဒီနေရာမှာခုနကတော့ KTDN ယူခဲ့တာဖြစ်တယ် KTDN ဝက်ချောင်ယူလိုက်မယ်တကယ်လို့မိတ်ဆွေတို့က NDD ဒိုကိုမိုဆို NDD ဒိုကိုမိုပဲယူပေါ့နော် KTDN ယူပြီးအမှန်ချစ်ပြီးဒီကောင်လေးအပြာလေးကိုနှိမ့်လိုက်နော်အဲအဲ့ဒါဆိုအမှန်ချစ်ပြသွားပြီရယူဆိုရင်ရပြီအဲ့ဒါဆိုရင်ပြီးတော့အောက်ကဒီအောက်ကဟာတွေဆက်ချိန်မယ်ပေါ့နော်ဒီကောင်ဒီကောင်လေး ဒီကောင်လေးတော့ဆက်ချိန်မယ်ဒီကောင်လေးအတခုချင်းဒီတစ်ခါလေးသွားမယ်ပေါ့နော်အဲအမ်မဆိုင်ကြီးလည်းချိန်မှာဖြစ်ပါတယ်တခုချင်းစီသွားမယ်အဲ့တော့ဒီကောင်လေး random night လောက်ပေးလိုက်ပြီးရင်ကျွန်တော်တို့ကဆင်းပေါ့နော်ဆင်းရ80နှစ်နှစ်သုံးရစတယ်အဲ့ဒါကို random night လောက်ပေးလိုက်နော်ပြီးသားလို့ရှင်အောက်ဆုံးအကောင်လေးပေါ့နော် IM ဆိုင်ချိန်ပါမယ် IM ဆိုင်ကိုရင်းလုံးချိန်လိုက်ရှင် IM ဆိုင်အားလုံးပေါင်း15လုံးရှိရမှာဖြစ်ပါတယ်အဲ15လုံးသူပေးထားတဲ့ဟာတွေဖြတ်ပြီးကျွန်တော်ခုန website မှာ copy ယူခဲ့တဲ့ဟာတွေကိုရင်းလုံးပေးချလိုက်ပါပေးချပြီးလို့ရှင်ဒီကောင်ဘယ်နှလုံးရှိရအောင်ကျွန်တော်ရည်ချက်3 ၄၅၆ခုနှစ်လုံးရှိရပါတော့ခုနှစ်လုံးရှိရပါတော့ခုနှစ်လုံးရှိရနေကြ15လုံးပြအောင်ထည့်လိုက်ပါခွန်ပြီးတော့၈၉၁၀၁၁၁၂၁၃၁၄၁၅အဲ့လိုပဲနော်ကိုကြိုက်တဲ့ random ကိုကြိုက်တဲ့ခဏ15လုံးပြအောင်တော့ကနေထပ်ပြီးဖြည့်ပြီးအပြာလေးကိုနှိမ့်လိုက်ပါ okay အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ရပါပြီရပြီဆိုလို့ရှိရင်ကျွန်တော်ဒီကောင်းလေးဆက်ချိန်လို့ရပါသေးတယ်ဒီ android ချိန်ပါမယ်ပြီးတော့ဒီကောင်းလေး random night လုပ်ပေးလိုက်ပါတော့နော် okay ပြီးတော့လို့ရှိရင်ကျွန်တော်တို့ကဘယ်ဘာကိုနှိမ့်မလဲဆိုရင်ကျွန်တော်ဒီအပြာလေးကိုပဲနှိမ့်လိုက်ပါအပြာအမှန်ကြီးပြတ်သွားပြီဆိုတော့ရပါပြီအဲ့တော့ဒီ phone model ကိုလည်းပြောင်းရင် ဟိုကောင်းတာလို့ပြောင်းတာကောင်းတယ်ကျွန်တော်တော့မပြောင်းတော့ဘူးပေါ့နော်။ Okay ပြီးရင်ပြန်ထွက်ခဲ့လိုက်ပါ။ထွက်ပြီးလို့ရင်ဘတ်တချက်ဆုပ်ပါဆုပ်ပြီးလို့ရှင်ဒီမြင်းသုံးညကြောညာဝင်နေပေါ့နော်။ကြောညာဝင်ကြောညာကို10စက္ကန့်ကြည့်ပေးလိုက်ပါနော်။ Okay ကြောညာပြီးရင်တော့ကျွန်တော်တို့ပုံပေါ်ပါပိတ်မှာဖြစ်ပါတယ်။ဟုတ်ပြီအပီလို့ရှင်ကျောဒီဖုန်းဒီမြင်းသုံးချောင်းနှိပ်ဒီမှာပါဝါဘတ်တန်လေးတွေ့လားနော်ဆိုတော့ဒီမှာပါဝါဘတ်တန်လေးနော်အဲ့လေပါဝါပါဝါပိတ်လိုက်ပါ ဟုတ်ပြီအဲ့ဆိုကျွန်တော်ပါဝါပိတ်ပြီးပြန်ဖွင့်တာပေါ့နော်ပါဝါပိတ်ပြီးပြန်ဖွင့်လိုက်လို့ရှိရင်ရပြီရပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမှာဆိုဒီလိုပေါ်လာပြီဆိုတော့ကျွန်တော်တို့ဒီမှာအဲ့ကျွန်တော်ပြောင်းခဲ့တဲ့ဟာ Japan Info ဟုတ်မဟုတ်ကိုကျွန်တော်စစ်မှာဖြစ်ပါတယ်အဲ့လိုစစ်မှာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီ application သွင်းမှာပေါ့နော်ဒီအနီလေးကိုနှိပ်လိုက်ပါကျွန်တော်အခုဒီကောင်ပေးထားတဲ့ဒီ Sin Info ပါအပြာလေးကိုနှိပ်ပါနော်အပြာလေးကိုနှိပ်မှာပြစ်လိုက်ပါ application သွင်းမှာဆိုတော့နော် Okay အဲ့ပြီးလို့ရှိရင်ကျွန်တော်ဒီ Sin Info application လေးမိတ်ဆွေအနေနဲ့ကဒါ version အစ်စ်လေးပေါ့နော်ကျွန်တော်ကားလေးလည်းပေးထားပါမယ်တခါတည်းဟိုကလောက်တော့ပေါ့နော်စစ်ကြည့်ရအောင်ပါပြီးသွားလို့ရှိရင်ကျွန်တော်ဘာလို့သွင်းအောင်မလဲဆိုလို့ရှိရင်ကျွန်တော်ဒီမှာ batch ပြန်ဆုပ်လိုက်အပြာလေးကိုပဲပြန်နှိပ်လိုက်ပြီးတော့ င် MD manager သွင်းမယ်ပေါ့နော် MD manager သွင်းလိုက်ပါမယ်ဒီနေရာမှာ Z archiver သုံးလေရတယ်နော်ကိုအစင်ပြာသုံးပါကျွန်တော် file manager မပါတာဖြစ်တဲ့ကြောင့် file manager တခုကိုထည့်သုံးရတာဖြစ်ပါတယ် နော်ပြန်ထွက်လိုက်ပါအဲ့ဆိုတော့ဒီမှာဆင်းရဲဖို့ရောက်လာပြီကျွန်တော်စစ်ကြည့်ရအောင် okay ဆင်းရဲဖို့လည်းဝင်လိုက်ပေါ်မရှင်တောင်းအလောင်းပေးလိုက်ပါပြီးရင်ဒီကောင်လေး rate ဆင်းရဲဖို့ never နေလိုက်ပြီးရင်ကျွန်တော် channel join မှာလာမိလို့ရှင် later နေပြီးတော့ဒီမှာကြည့်လိုက်ဂျပန်မှာဖြစ်နေပါဒါဆိုရပြီနော်ဂျပန် info ရပါပြီရပြီဆိုလို့ရှင်တို့ပြန်ထွက်ခဲ့ပြီးရင်ကျွန်တော်က TikTok live အတွင်းမှာဖြစ်ပါတယ် TikTok live နဲ့ app ဟာပေါ့နော် APK camera installer အတွင်းမှာဖြစ်ပါတယ်အဲ့တော့ APK camera installer ကိုကျွန်တော်ခုနပြောရတယ်ပေါ့နော် video အစမှာပြောတယ် home မှာသွင်းခဲ့ပါလို့ကျွန်တော်ပြောရတယ်ပေါ့နော်အဲ့ဒါလေးကြောင့်မလို့ကျွန်တော်ဒီအနီလေးကိုနှိပ်ပြီးတော့ဒီမှာ application အတွင်းတာဒီကောင်လေးနော်ဒေချာကြည့်နော် okay အဲ့ကောင်လေးဖြစ်ပါတယ် အဲ့လိုတော့ဒီအပြာလေးကိုနှိပ်ပါနော်အပြာလေးကိုနှိပ်ပါအဲ့တော့အပြာလေးကိုနှိပ်ပြီးကျွန်တော်ခုနကတော့ဒီ home မှာသွင်းခဲ့တဲ့ဒီ apk mirror installer လေးကိုရင်လုံးသွင်းလိုက်ပါနော်သွင်းလိုက်လို့ရှိရင်တော့ဒီ apk mirror installer လေးကဒီထဲကိုရောက်သွားလိမ့်မယ်ပါနော် okay အဲ့ဆိုရင်ကျွန်တော်ဒီမှာ apk mirror installer လေးရောက်လာပြီပေါ့နော်အဲ့ဒါကောင်မဖွင့်ပါသေးနဲ့เนาะတို့နောက်ထပ်ကျွန်တော်ခုနကတော့ဒီ home မှာကျွန်တော်တို့ဒီ tiktok ထောင်းခဲ့တာမှတ်မိလားဗျာเนาะ chrome မှာကျွန်တော်ထောင်းခိုင်းခဲ့တာလေအဲ့ဒီ tiktok ကိုကျွန်တော်တို့ကဒီမှာဒီ vmware ဆက်မှာသွင်းပါမှာဘယ်လိုသွင်းမလို့ဆိုလို့ရှိရင်ကျွန်တော်ဒီထဲကအနီလေးကိုနှိပ်ပါ ABK မဲ့တော့သူက format ကကြာ ABKM နဲ့ထွက်မှာပေါ့နော် file လိုက်ကြီးသွင်းมาဖြစ်ပါတယ်အဲ့ ABKM လိုက်ကြီးကိုကျတို့ကဒါလိုက်ကြီးသွင်းလို့မရဘူးဖြစ်တဲ့အတွက်ကျတို့တို့ဒီ file နဲ့တစင်သွင်းရမှာအဲ့တော့ဒီလိုပေါ်လာလို့ရှိရင်ဒီဘက်ဆုံးအကောင်လေးနှိပ်ပါနော်ဒီဘက်ဆုံးကပေါ့နော်ညာဘက်ဆုံးအကောင်လေးနှိပ်ပါအဲ့ကောင်လေးနှိပ်ပါနှိပ်ပြီးသွားလို့ရှိရင်ကျတို့ခုနကတော့ download ထဲမှာရှိတယ်ဒီလိုလေးပေါ်နေရင်ဒီရွှေအောင်လေးကိုနှိပ်လိုက်ပါနော် permission တောင်းလိုက်မယ်အလောင်းပေးလိုက်ပြီးတော့ကျတို့ခုနကတော့ download ထဲမှာရှိခဲ့ရနော်ကျတို့ download ခဲ့တာမှတ်မိလားဗျာနော် browser တို့ okay အဲ့မှာဆိုရင်ကျတို့ဒီမှာကိုကြိုက်တဲ့ကျတို့ခုနက download ခဲ့တဲ့ဟာလေးပေါ့နော်309ဒီဆို ABKM ဆိုတဲ့ကောင်လေးနော်ဒီမှာ file ပုံစံလေးနဲ့ပြနေပါအဲ့ကောင်လေးကိုမိတ်ဆွေအနေနဲ့ဆက်လက် က်ပေးပြီးတော့ဒီမှာ1ဆွဲကောင်လေးနှိပ်လိုက်ပါနော်โอเคအဲ့ဒါဆိုနှိပ်လိုက်ပြီးချင်းတော့ဒီမှာ HCIMA ကိုဆိုတဲ့ကောင်လေးနဲ့ပေါ်သွားတွေ့လာဒါကြီးပုံစံလေးနော် HCIMA ကိုဆိုပြီးပေါ်သွားပါအဲ့ဒါဆိုကျွန်တော်ပြန်ထွက်ခဲ့လိုက်ပြန်ထွက်ခဲ့လို့ချင်းပြီး MD Manager ဖွင့်လိုက်နော် MD Manager ဖွင့်ပြီးသွားလို့ချင်းကျွန်တော်ဘယ်လိုသွားမလဲဆိုဒီမှာ User Agree ဘာညာလို့ကြော်ညာဖြတ်တတ်တယ်တွေ့လားအာယုံကတော့အဲ့လိုမျိုးတော့နောက်ပါတယ်ကျွန်တော်တို့ Free Version ဖြစ်တာထွက်ကြောင်းမလို့နော်ဒီမှာဆိုရင်ကျွန်တော်ကြော်ညာတက်လာဆိုတော့မတက်တော့ဘူးကွာနော်ကြော်ညာမတက်တော့အဲ့ဒါဆိုဟိုဖြစ်လိုက်မယ်ပြိတ်လိုက်မယ်ဗျာ ဲ့လိုမျိုးဘူးပတ်နော်ဘူးပတ်နေဟုံးနေတာထွက်လိုက်တော့နော်ဟုံးနေထွက်ပြီးဆက်ရှင်းလိုက်ပါပြီးရင်တော့ကျတို့ဒီထဲကိုပြန်ဝင်လိုက် black box ကိုပြန်ဝင်လိုက်နော် okay black box ကိုပြန်ဝင်ပြီးဒီမတော်ဒီမှာကြော်ညာပြကိုပြနေတာမြင်လားအဲ့လိုမျိုးကြော်လို့မရဘူးပေါ့နော်အဲ့လိုမျိုးတော့အာယုံနောက်ပါတယ်နော်မိတ်ဆွေတို့အဲ့လိုပြီး wifi ပြန်ချိတ်လိုက်ပါနော် internet ပြန်ချိတ်လိုက်ပါခုနကကျွန်တော် file ထဲမှာလမ်းကြောင်းထဲမှာပြမလို့ပေါ့နော် okay wifi မချိတ်တော့ဘူးခဲ့ okay ချိန်ပြီးသားဆိုတော့ဒီ black box ထဲပြန်ဝင်ပြီးတော့ကြော်ညာပြအောင်ပါပေါ့နော်သူကကြော်ညာဝင်းကိုဝင်ပါပါအဲ့ဒါကြော်လို့မရဘူးနော် โอเคဒီမှာတော့ connection error တက်လို့ပေါ့အဲ့လိုမျိုးကြီးပေါ်တာပေါ့နော်တကယ်တမ်းကျွန်တော်တို့ဟွာဖြစ်ဘူးဆိုရင် VPN ခံပေးလိုက်ပါနော်အာယုန်နဲ့တော်တော်နောက်ပါတယ်ပေါ့နော်အဲ့ရကြီးကတော့တော်တော်လေးရုပ်ပြတ်တယ်လို့ကျွန်တော်ပြောလို့ရတယ်ပေါ့နော်အားတမလို့ကျွန်တော် VPN တစ်ခုခံပေးလိုက်ပါနော်အဓိကကြော်ညာကြည့်ုံလေးပဲဗျာဟုတ်တယ်မလားအဲ့တော့ကြော်ညာကြည့်လို့ရအောင်လို့ VPN ခံပေးလိုက်ပါနော်ကျွန်တော်ဆက်ပြောပြမယ်နော်ပြီးလို့ရှင်ဘာ VPN သုံးလဲဆိုတော့ဒီဘာတကယ်တမ်း P သုံးတာမဟုတ်ဘူးပေါ့နော်ကျွန်တော်ပြဆက်လုပ်ပြပါမယ်ဆက်ကြည့်ပေးပါဦးပေါ့နော် Black box ထဲပြန်ဝင်လိုက်ပေါ့နော် မှန်တယ်ကောဘယ်လိုပြောမလဲ AD error တက်တယ်လို့ဖြစ်နေတာဗျာဒီလားနော်ပြောရလို့ရှင်တွေ့လားအဲ့လိုလူပင်ဖြစ်နေတာပေါ့နော်အဲ့ဒါအဲ့လိုမျိုးပြဿနာဖြေရှင်းမှုကတော့ကျွန်တော်လွယ်ပါတယ်တခြားအဲ့လိုမျိုးအဲ့ဆိုကျွန်တော် VPN ပြောင်းချက်တယ် dot VPN ပဲပေါ့နော်ကျွန်တော်သုံးတဲ့ VPN ကတော့ dot VPN ပဲဖြစ်ပါတယ်အဲ့ဆိုကျွန်တော်တခါတည်း dot VPN ချိန်လိုက်ကြဆိုနော်မချိန်ဘဲမနေလို့ကိုမရတော့ဘူးဗျာနော်သူကဘာလို့ဆိုတော့ဒီမှာသူက AD ကမပြနိုင်တာဖြစ်တဲ့အတွက်ကြောင့်မျိုး error တက်နေတာပေါ့နော်ခုံကြီးနဲ့ထွက်ခိုင်းလိုက်တော့နော်ပြီးတော့ရင်တော့ black cup ပေါက်လေးပြန်ဝင်လိုက်မယ် အဲဒီမှာကြော်ညာတက်ပြီပေါ့နော်အဓိကဒီလိုကြော်ညာတက်မှဖြစ်မှာပေါ့နော်ကြော်ညာအဓိကမတက်လို့တိုင်ပတ်နေတာပါကျွန်တော်တို့ကโอเคအဲ့ဒါဆိုရင်ကျွန်တော်ကြော်ညာပြီးသွားလို့ရှိရင်ကျွန်တော်လုပ်ငန်းဆက်စားလို့ရပါပြီနော်အဲ့ဒီပြီးပါဝါပြန်ဖွင့်လိုက်မှာပေါ့နော်ပါဝါပြန်ဖွင့်လိုက်ပါမရှင်လေးလည်းအကုန်စိတ်နေပါတယ်နော်အဓိကအဲ့လိုစိတ်နေပါစေโอเคအဲ့ဒါအမှုဖြစ်မှာကျွန်တော်စမှုဖြစ်မှာပေါ့နော်သုံးရတာโอเคပြီးသွားလို့ရှိရင်ကျွန်တော်ပွင့်လာကြဒီ MD manager လည်းပြန်ပြီးကျွန်တော်ခုနကတော့မှတ်မိတာပဲ ABKN format တွင်းခဲ့တာเนาะအဲ့တွင်းခဲ့တဲ့ဖိုင်ကကျွန်တော်ဘယ်ကိုရောက်မှာတော့ဆိုရင်ကျွန်တော်ဒီမှာခုနကတော့ဒီ folder ထဲကိုရောက်မှာပါ ဟာဒီမှာ sorry cancel နေလိုက်နော်ဒီမှာဒီကောင်ဒီထဲကိုရောက်มาဖြစ်ပါတယ်နော် ASIAMA ကိုဆိုတဲ့ရောက်มาအဲ့ထဲဝင်လာနော်အဲ့ထဲမှာ file ထဲမှာကျွန်တော်တို့ခုနကတော့ဒီမှာ TikTok ABGM ဆိုတဲ့ကောင်တွေ့လာ rename ကိုကြည့်လိုက်နော်ဒီမှာ ABGM ဆိုတဲ့ကောင်အဲ့ကောင်ကိုကျွန်တော်တို့ကဟိုထဲကနေတွားပြီးတော့တွင်းရမှာနော် โอเคပြီးသွားလို့ရှိရင်တော့အမှဆို AB camera တွေဝင်လိုက်ကျွန်တော်ပြီးသွားရင်ကျွန်တော်ဒီမှာ browse file ကိုနှိပ်ပြီးတော့ကျွန်တော်ဒီမှာဒီထဲပြန်ဆော့လိုက်နော် down ကျွန်တော်ဒီမှာ HEIMO ဆိုတဲ့မှာရှိရနော် HEIMO အဲ့ထဲမှာဝင်ပြီးကျွန်တော်ဒီခုနက TikTok file ကိုကျွန်တော်ယူလိုက်ပါနော်ယူပြီးသွားရင် package install package နှိပ်ပြီးတော့ကျွန်တော် install app နှိပ်လိုက်ပါနော်โอเคဒါဆိုရင်တော့ကျွန်တော်ဒီလော်လော်ကူကူနဲ့ပဲဒီထဲမှာကျွန်တော် TikTok ကိုတွင်းလို့ရသွားမှာဖြစ်ပါတယ်ဘာလို့ကျွန်တော်ဒီလိုတစင်းချင်းလောက်ခိုင်းရတာလဲဆိုတော့တခါတလေမှာဒီထဲက browser ကတုံးလို့မရအောင်ဖြစ်တတ်ပါတယ်နော် ကျော်ရ free version သုံးတာဖြစ်တဲ့ play store လည်းမရဘူးဗျာ play store မရလို့ browser သုံးမှာဆိုမှဒီမှာရရည်သွားနော် browser သုံးမှာဆိုမှ browser လည်းသုံးမရဖြစ်တဲ့အတွက်ကြောင့်ကြောင်ပြောက်တတ်ပါလေအားချမ်းမဒီနည်းကိုသုံးခိုင်းတာဖြစ်ပါတယ်နော် okay အဲ့ဆိုရင်ကျော် install ပြီးသွားလို့ရှိရင် close app ကိုနှိပ်ပြီးတော့ထွက်ခဲလိုက်တော့ပေါ့နော်အားဆိုရင်ကျော်ဒီမှာ home မှာတက်တော်လေးရောက်နေပြီအားဆိုရင်ကျော်တို့ဒီမှာ sync info ပြန်စစ်မယ်ဆိုရင်လည်းပဲကျော်တို့ဒီမှာဂျပန်နေအကုန်ရောက်နေပါပြီပေါ့နော် okay အဲ့ဒါဆိုရင်ကျွန်တော်တို့ဘယ်လိုလုပ်မလဲဆိုအဲ့ဒီနော်ဆိုအားလုံးပါနော် browser ရဲ့ခဏမှ keyboard လေးကျွန်တော်စစ်မယ်ပေါ့နော် keyboard ကကျွန်တော်ဘယ်လိုနှိပ်မလဲဆိုရင်ကျွန်တော်ဒီနေရာလေးကိုနှိပ်လိုက်ပါနော်ဒီ keyboard ပုံစံလေးနော် okay ဒီဒီဒီကောင်လေးနော် ကျွန်ပြမယ်အဲကောင်လေးကိုနှိပ်လိုက်ပါနှိပ်ပြီးတော့ရှင်ကျွန်တော်ဒီကောင်လေးကိုတက်နေပါ26ဆိုတဲ့ကောင်လေးနော်โอเคအဲ26လေးကိုနှိပ်လိုက်လို့ရှင်ဒီမှာ keyboard တုံးလို့ရပါပြီ keyboard ကဒီမှာစလုံးအကြီးကြီးကြီးဖြစ်နေလို့ရှင်အကြီးသေးပြောင်းချင်ကျွန်တော်တို့ဒီကောင်လေးကိုနှိပ်လိုက်နော်တင်းနေတုံးပေးအဲကောင်လေးနှိပ်လိုက်ပါအဲဆိုရင်ကျွန်တော်ဒီမှာအကြီးသေးပြောင်းလို့ရပါပြီနော်โอเคအဲ့ဒါဆိုလို့ရှင်ကျွန်တော်တို့ကအပြင်ကကျွန်တော်တို့ဒီမှာ၃နဲ့ VPN ကကျွန်တော် dot VPN ဖြစ်တဲ့အတွက်ကြောင့် dot VPN လည်းကျွန်တော်ချိန်ပြီးပြီအဲ့တော့ VPN လည်းချိန်ပြီးဖြစ်တဲ့ဒီထက်ကနေကျွန်တော် IP ဝင်စစ်ကြည့်အောင်ပါနော်အဲ့ဆို IP ADDRESS IP address ဆိုပြီးတော့ကျွန်တော်ရိုက်ရှာကြည့်ပြီးတော့ IP စစ်ကြည့်လိုက်မယ်ဆိုရင်လည်းပဲကျွန်တော်တို့ကဒီမှာ အပလီဘမ်းလေဗျာကျော်တို့ရဲ့ location ကဂျပန်ရောက်နေပြီပဲပေါ့နော်โอเคအဲ့တော့အာ sorry IP address တော့မှာပေါ့နော်အဲ့ website ကိုကျွန်တော်တွားလိုက်မယ်အဲ့ဆိုရင်တော့ကျွန်တော်ဒီမှာထုံးစံနိုင်မယ်ဂျပန်ကိုရောက်နေပြီဖြစ်ပါတယ်တော့ဒီမှာကျွန်တော် Baidu search engine ကြီးနဲ့မို့လို့အဲ့လိုမျိုးဖြစ်နေဗျာနော်အဲ့အဲ့တော့ကျွန်တော်တေးချောင်းစစ်ပြပါမယ်နော်ဒါကပို့လို့မရဘူးပေါ့နော်အဓိကကျွန်တော်တို့ FAQ ရှောင်းတာဖြစ်တဲ့အတွက်ကြောင့်ဒီကောင်ကို Google ပြောင်းလိုက်နော် ် FAQ ရှောင်းတာဖြစ်တဲ့တောင်ပေါ်ပေါ်စားလို့တော့မရပါဘူးကျောတေချာလေးတော့ sip လုတ်ဝေဖို့လိုတယ်ပေါ့နော် IBADDRESS ပေါ့နော် Okay အဲ့ဆိုရင်ကျောဒီမှာကျွန်မဂျပန်လုံးဝရောက်နေပြီပေါ့နော်ဂျပန်မှန်ပါပြီအဲ့လိုမျိုးဂျပန် IB မှန်ပြီဆိုလို့ရှင်ကျောတို့အကောင့်စဝင်လို့ရပါပြီနော်အကောင့်စဝင်လို့ရပြီဆိုတော့ကျောတို့ဒီမှာထုံးစံတိုင်းပဲဒီ TikTok လိုက်တဲ့ဝင်လိုက်ပါ ဟုတ်ပြီအဲ့တော့အားလုံးပြီးပြီဆိုရင်ကျွန်တော်တို့ဒီ TikTok တွေကိုဝင်လိုက်မယ်ပေါ့နော်။ Okay TikTok တွေဝင်လိုက်ပါ TikTok တွေရောက်ပြီဆိုလို့ချင်းကျွန်တော် VPN လည်းခံထားတယ်ပေါ့။ VPN လည်းခံထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ဂျပန် content တွေတော့စမြင်အောင်မြင်ရလိမ့်မယ်ပေါ့နော်။ TikTok လိုက်တယ်ဖြစ်ပါ Agree and continue နဲ့ပြလိုက်ပါပေါ့နော်။ Okay ။ဒီမှာဆိုရင်တော့ဒီမှာ setup banner လောက်တာမပေါ်ဘူးပေါ့နော်။အဆင်ကျော်သွားပါတယ်။ဘာလို့လဲတော့မပြောတတ်ဘူးပေါ့နော်။ Okay ပါ။ Anyway ကိစ္စမရှိဘူးကျွန်တော်တို့ဒီမှာဆိုရင်ခဏစောင့်ကြည့်လိုက်ပါ။ okay လိုင်းရမကောင်းဘူးပေါ့နော်လိုင်းမကောင်းတာဖြစ်ပါတယ်အဲ့ဆိုကျွန်တော်ပြန်ထွက်ပြီးပြန်ဝင်ကြည့်အောင်ညာညာ okay အဲ့ဆိုကျွန်တော်ဒီမှာဆိုရင်ပြန်ထွက်ပြီးပြန်ဝင်ကြည့်အောင်ပါကျော်ဒီချင်းနဲ့လိုင်းရမကောင်းဘူးပေါ့နော်လောက်ရအဆင်မပြေပါဘူး โอเคဒီမှာဂျပန်ကွန်တက်လေးတော့တက်နေအဲ့ဆိုကျွန်တော်ဒီမှာအကောင့်ကိုလောက်ဝင်ကြည့်အောင်နော်ဒီမှာလည်း JB ဖြစ်နေပြီအဲ့ဆိုတော့ကျွန်တော်ဒုံးနံတိုင်းမှာကျွန်တော် continue email နဲ့ကျွန်တော်အကောင့်ကိုလောက်ဝင်ဝင်လိုက်ပါမယ်ပေါ့နော်ကိုယ်အကောင့်ကိုလောက်ဝင်ဝင်มาဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်ဒီမှာဒီနေ့အစင်လေးတော့ကြော်လိုက်ပါမယ်